မင်္ဂလာပါရှင်။ဆီယမတ်စပယ်ဖြူနှုရေးသားတဲ့ပုံချင်းတွေဆိုတဲ့ဝိတ္ထုတူလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါရစေရှင်။ပုံချင်းတွေစိမ့်မြရည်ညူသောဝါပင်စုပေါ်တွင်ညနေခင်းဤနေအောင်ကြီးထိုးဖြာကြလျက်ရှိသည်ကိုလှမ်းမြင်ရ၏အစိမ့်ညူညူနှင့်စီးစာရူရောသောအလားဝါရွှေသောအယောင်အစင်းလင်းပရာထိုနေရာသို့ကျမလျှောက်လာခဲ့ပါသည် မြင်းနေရကျဲဝန်းတီနင်းအမြတစ်ပင်ဝါပင်စုံလင်သောခြံသည်ခရီးဝေးကရောက်လာသူဂျမအတွက် အမောပြည်သည်ဟုခံစားရအောင်ပင်စိမ့်ဆူအေးမြနေသည် နှစ်များစွာကလိုစိမ့်ဆူအေးမြစေဟုလဲဆိုနိုင်သည်အစိမ်းရောင်ကြီးဆိုသောခြံဤနောက်ပိုင်းတွင်တော့ဒီဝါပင်စုလေးရှိနေ၏။ကျဲပြောသောမြေပြင်ရှိနေ၏။ခြံစည်းရိုးကိုလွန်သောလေပြင်တော်ရှိနေ၏။ တနည်းအားဖြင့်တော့ဒီနေရာတဝိုက်သည်ကျမ၏ကလေးဘဝပုံရိပ်များကိုတင်စီထားသည့်နေရာခြံနောက်ဘက်သည်ရခင်လိုပင် တိတ်ဆိတ်အေးချမ်းစေတည့်ရွက်ကြွေများပေါ်ကျမနင်းလျှောက်လာသည့်ခြေတံကိုပင်တချွတ်ချွတ်နှင့်စီးချက်ညင်ညင်ကြားနေရ၏အတိတ်ကိုပင် ပြန်ရှာတွေ့တော့မလို့စီးစာရောင်ကြည်အောင်၌ဝူရဝါထင်လာရလေသည် တကယ်တကယ်တော့စာတိမြေကချင်ပြည်နယ်ကိုပြန်ပစ်သည်ဆိုတိုင်းငယ်စဉ်ကကြောင်းတက်စင်နေထိုင်ခဲ့ဘူးရာအဖွားအိမ်တို့ရောက်ဖြစ်သည်မရှိပါအဖွားကလည်းတက်ရှိထင်ရှားမရှိတော့သည်မို့မိဘများနေထိုင်ရာရွာတို့သာတန်းတန်းမမတ်ပြန်တက်ခဲ့ပါသည်ဒီနှစ်တွင်တော့အဖေကလည်းဒီအိမ်ကိုဝင်စီလိုသည်မို့ရွာမပြောင်းမီတမရောက်ခဲ့ရသည် အဆွေမျိုးတို့နှင့်စကားပြောဆိုပြီးသည်ဆိုလျင်ပဲခြံနောက်ပိုင်းသို့ကျမထွက်လာခဲ့ပါသည် ကျမပြန်လဲရှာဖွေလိုသောခလီးဘဝအရေးများကိုဒီခြံနောက်ပိုင်းမှာသာလွမ်းစပွေတွေ့နိုင်မည်မဟုတ်လားကျမရှိကစိတ်မြမြဝါပင်စုသည် ခုတော့အရင်ကလောက်အပင်ရေမများတော့ပြီထင်သည် အရင်ကတော့ဒီထက်အုံဆိုင်စိမ့်ညိုခဲ့သည် မမရရပြောရလျင်တော့ကျမတို့ငယ်ရွယ်သေးသည့်ကာလများမြို့စုံရက်ကွက်ငယ်လေးမှရှိသော အဖွားဤအိမ်တွင်နေကကြောင်းတက်ရန်မိဘများက ပို့လွှတ်၍ကျမရောက်ရသည် ကာလရှိကြနေထိုင်ရသည် ကျမတို့ဝမ်းခွဲမောင်နှမတစ်တိုက်အိနီချင်းကလေးတစ်တိုက်တို့သည်ကြောင်းချိန်ပြင်ပအာလတ်ချိန်၌နေရာကျဲပြောသောတစ်ပင်ပေါ်များသောအဖွားဤပန်းပင်များနှင့်လည်းလူကင်းသောဒီခြံနောက်ပိုင်းမှသာအချိန်ကုန်ဆုံးတက်ခဲ့ကြသည်။ကစားနည်းမျိုးစုံကိုမမောတတ်သလိုကစားခဲ့ကြသည်။ တောမှာကြီးပြင်းခဲ့သူမူတောရိပ်တောင်ရိပ်ကိုချစ်ခင်တတ်သောဂျမအဖို့ခြံနောက်ပိုင်းသည်ပျော်မွေ့ွယ်အကောင်းဆုံးနေရာလဲဖြစ်လာခဲ့ပါသည်ဝါးပင်ရိမ်နောက်ရှိရှီလျားနှက်ဆောက်သောမြေသားကိုလှေကတိတံတန်းပြုလုပ်ထားသည်မှတဆင်စဉ်သက်နိုင်သောကျင်းကိုတော့တွေ့စားကဂျမနားမလဲစောကစားရင်ခြံနောက်ဖက် မောင်နှမများနေရောက်လျင်ဒီနေရာကိုကကျမတို့ခြေချခွင့်မရှိပါဘဲ အဲ့ဒီတည်းစဉ်မကစားရဘူးတဲ့အတူနေသူဝန်းခွဲအမကပြောပြတတ်ပါသည် ကျမတို့ဦးလေးသည်ညနေခင်းများ၌အာလတ်သည်နှင့် ကျင်းနေစင်းကရှင်းလင်းနေတတ်သည်ကို အခါများစွာတွေ့ရပါသည်ဝါရွက်ကြွေများကိုလှည့်ခြင်းမီမြေသားလှေကြက်ကိုညင်ညာအောင်ညှိမီမြေနီယံကိုညှိလျင်ညှိနေမီ မိုးရေစီးများနဲ့ပါလာသောမြေစီးများကိုဖဲထုံနေမည်။ကျမတို့အနာကက်လာရင်သူကအုံငေါက်တက်ပေသည်။ဒီကလေးရာဝေဝေတော့မဆော့နိုင်ဘူးလား။ကျမကဥလေးနှင့်စိမ့်သေးသည်မူပြန်လှန်မမင်းရဲ့အမကိုသာတီးတိုးကပ်မိရပါသည်။အဲ့ဒါဘာကျင်းမှုလို့လဲ။ပုံကျင်းလေ။ဘာ?ပုံကျင်း မကြစမှုဟောဟာရာအတစ်ကြောင့်ကျမယူအုံနောက်ကလေးမှာခြားခြားလဲနေပါသည် အမကတော့၁၀နှစ်ကျော်ပြီမို့အရာရာကိုကျမထက်နားလဲတိတက်ပုံမယ်ကျမနားမလဲသည်ကိုလည်းခပ်ပြုံးပြုံးလုပ်နေပါသည်နင်တို့ရွာအိမ်မှာမရှိဘူးလားချောင်းကလေးနှပေးတွင်ရှိသောအိမ်ကိုကျမပြန်လဲမြင်ရောက်လာပါသည်ဟေးအေးရှိဦးမို့အေးဒီမှာတော့အိမ်တိုင်းရှိတယ်ပုံချင်းခေါ်တယ်တိလား ဘာပုံးရမှာလဲသမီးတို့ကဘသူ့ပုံးရမှာလဲအမားကဘေးဘီမှာတယောက်ယောက်ကြားမိကိုစိုးသည့်အလားကျမဤနေရွက်များပေါ်လဝါလေးအုပ်လိုက်ပါသည်တိုက်ပွဲဖြစ်ရင်ပုံးရမှာပေါ့ကြီးစံတွေပါလေဆိုဒီဝါပင်တွေကိုဘယ်ထိနိုင်မလဲတဲ့ဟိုဘက်ခြံတွေမှာဆိုဒီထက်နဲ့တက်ကြီးရဲ့ပုံးချင်းတွေရှိရဲ့တိလားခြံတောင်တိုင်းမှာရှိတယ်ကြီးစံထိရင်ဘာဖြစ်မှာလဲ မိကူများလုံးသောကျမကိုအမကစိတ်မရှိတော့ဘူးထင်ပါသည်။သိမာဘောဟဲ့ဟုကုန်းအော်ပါသည်။သို့တော်လည်းသူပြောသည့်တည်သည်ဆိုတာကိုကျမကကောင်းစွာမသိသည်။သို့တော်အမစိတ်တူတောင်းတော်မူမို့ဆက်မမေးရပါ။ဒါနှင်းမဲ့ကလေးတို့တဘာဝဆော့ကစားကြလျင်မိမိပြောက်ပြောက်ဖြစ်သွားပြန်ပါသည်။ ကျမတို့သည်တစ်ပင်များကြမှာပြည်တန်းလိုက်တန်းကစားကြသည်တူတူပုံနှံကစားကြသည် အကူများပါလာရင်တော့တိုက်ပွဲတိုက်တန်းကစားကြသည်တိုက်ပွဲတိုက်တန်းသည်တကယ်တော့ခုနေပြန်တွေးလျင်ပြုံးကျင်စပွဲသည်ကြာဘူးနာဝများနှင့်ဖြစ်လာသောကစားနည်းများသာဖြစ်မည်ဟုထင်ပါသည် ထိုကစားနည်းတွင်တော့ကျမကအမြဲလိုတည်သူသာဖြစ်ရသည် တင့်နေရာယူနှင့်အစဉ်သင့်ပြင်၃ပြည့်နိုင်မီဟုခေါင်းဆောင်နှစ်ယောက်ကအချက်ပေးလိုက်လျင်ကျမတို့သည် ကိုနေရာယူထားသောတစ်ပင်များခြုံမုံများနောက်မှကုတ်ကုတ်ကလေးဝင့်နေကြရပါသည်တစ်ဖက်ကရန်သူကိုမျက်စိရှင်ရှင်ထားကကို့လည်းမမြင်အောင် ပုံရင်းွယ်ရင်းရှာဖွေရသည် တွေ့လျင်ဒိုင်းဟုတစ်ချက်អော်ရသည်အပြစ်ခံရသူကတေလူဖြစ်ပြီး ပွဲကထွက်ရသည်ចံသူများကဆက်တိုက်ကြပေသည် မျက်စိမရှင်သောမပားနှက်သောကျမကပါဇက်တနက်နှင့်အခါခါသေးရပါသည်အေးလေတပင်အမမလုံးမဲပုံချင်းနဲ့ဝင်ပုံရင်တော့ငါ့ကိုဘသူမှပြစ်နိုင်မှာမဟုတ်ဘူးဟုကို့ဘာသာတီတူပြောမိတတ်သည်ကျမတို့ဆောင်ကစားရာတွင် ရှောင်းကွင်းရာမြေပုံချင်းကို မျက်ဆောင်ထိုးရသည် တကယ်တမ်းပုံကျင်တဲ့ဆဆင်းရုံကတော့ကစားစင်ကလို့ပြောစရာမကောင်းတော့ပဲထိတ်လန့်စရာများအပြည့်ဖြစ်သည်ကိုယခုတိုင်မှတ်မိနေမြဲပင်ထိုစဉ်တုန်းကညံ့နေပြီထားကြထားကြတော့ဟုဦးလေးကတအိမ်လုံးကိုနှိုးသည်နှင့်ထိတ်ထိတ်ပြပြလူလဲထားကြရသည်ဘာဖြစ်သည်မသိသည် ိမ်မုံစုံမွားနှင်းကျမကအိယာထက်မှာပင်ဆက်ထိုင်နေသေးသည်အမကတော့အခန်းပြင်ထွက်သွားပြီးတကြော့ပြန်ဝင်လာပါသည်အခုတိမထသည်ဟုလားအကုန်လုံးအောင်ရောက်နေပြီဟုဆိုကကျမကိုဆွဲထူပါသည်တော်လေးကလည်းအမနောက်ကပါလာသည်ခလေးတွေလာကြဟုဆိုသည်နှင့်ဗာမန်းညာမန်းမသိသေးပဲကုတ်ကုတ်ကလေးလိုက်လာရသည်မျက်လုံးကိုမနှဲပင်ဖွင့်ယူရသည် ဘာဖြစ်တာလဲဟင်ဟူထုံးစံအတိုင်းမိကိုများတတ်သောဂျမကအမကို တီတူကပ်မိပါသည် တိုက်ပွဲဖြစ်နေပြီတဲ့အခုငါတို့ပေါင်းချင်းနဲ့ဆင်းရမှာအမားကအရေးကြီးဟန်နဲ့တီတိုးဖြီလေသည်ခနာချင်းမှာပင်ပတ်ဝန်းကျင်၌ဟိုမကြီးမတီတိုးတံများနဲ့အသက်ဝင်စားပြုလာသည်ကို တွေ့ရပါသည် ကျမတို့သည်ခြံနောက်ဖက်သို့ထွက်လာကြ၏ ကျမကိုဒေါ်လေးကလက်ဆွဲခေါ်လာသည် အဖွားကိုတော့ဦးလေးကတွဲလာသည် အမကတော့အရှိကခက်သွက်သွက်ပင်ရှောင်နေပါသည် လာရောက်လင်းနေသည်မို့တမီးပင်မတုံကြရပါ တချံထဲတွင်ပင်အင်ငယ်လေးဆောက်ခါနေသောကြီးကြီးတို့မိသားစုလည်းခြံနောက်ဖက်သို့အပြေးလာကြသည်ကိုတွေ့ရပါသည်ခြံနောက်ဖက်ပုံချင်းထဲရောက်သည်ဆိုရင်ပင်ထူးဆန်းသောအသံများကိုခက်ဆိတ်ဆိတ်ကြားလာရပါသည် ခုချိန်မှာတော့ပောက်ကွဲတံများဟူကျမခေါင်းစဉ်တက်နိုင်ပြီထိုစဉ်ကတော့ဘာသမှန်းမသိကြောက်စရာကောင်းသည်လူသားနားလဲပါသည် ကျမတကြိမ်မြမကြုံမှုသေးသောထိုတန်များသည်တဖြည်းဖြည်းထိတ်လန့်ပွဲကောင်းလာ၏။ကောင်းခင်မှနေရနေပြီဟုဦးလေးကမျှော်ကြည့်ကဆိုသည်။ ဘယ်နေရာတွင်မိနောက်နေပြီလဲမဆိုနိုင်ဘူးဟေမြို့ထဲရောက်နေပြီထင်တာပဲဟု ပြောတီကိုကြားရ၏ဝါပင်များကိုဖျက်လာတော့လေသည်အတန်တမျိုးနှင့်စိုးထိတ်စရာကောင်းသည် ဟုကျမမှတ်မိနေသည် အမပြောတတ်သောကြည်စံများသည်ဝါပင်ကိုကြော်ကားရောက်လာလိမ့်မလားကြည်စံကကျင်နေဆင်းလာနိုင်သလားကြောက်စိတ်နှင့်ဒေါ်လေးကိုတိုးဖတ်ထားလျက်ကပင်တဆတ်ဆတ်တုန်နေခဲ့သည်ကိုလည်းနောင်ပြန်တွေးတိုင်းသတိတရရှိနေပါသည် ပုံချင်းသည် အတန်အသင့်ကျယ်ဝန်းတော်လဲလူရှိရောက်မှပုကတ်မတက်ထိုင်နေကြသည် လာရောက်သည်ဝါအကိုင်းခတ်များအကြားမှတစွန်းတစထိုးဖြာကြနေသည်တဦးနှင့်တဦးမပြီးဘူးတဝမြင်ရသည်ကိုလဲကျမမှတ်မိနေသည် အတန်ကြာလျင်အတန်များဆဲသွား၍ဦးလေးကကျင်းအပြင်ဘက်ထွက်ကြည့်သည်အေးမိတယ်နဲ့သူများတွေလည်းပြန်တက်ကြပြီဟုပြောသည်နှင့်ကျမတို့အိမ်ဘက်သို့ပြန်ရပါသည် အနိညာက လူကြီးများကတလူးလူးတလိမ့်လိမ့်နဲ့တတော်နဲ့အိတ်မပြောကြဘူးဟုဒေါ်လေးကပြန်ပြောပြ၏။ကျမတို့ညီမမှာတော့ခလေးများပြီးပြီးနှင်းနှင်းချိုင်ချိုင်အိတ်နိုင်ကြပေသည်။နောက်တရက်မိုးလင်းလျင်တော့ညကဖြစ်ရက်သည် ခလေးများအတွက်ရည်စရာသပွဲဖြစ်ခဲ့ပေပြီ။ကျမတို့သည်ကျောင်းအားရက်လည်းဖြစ်သည်မို့ခြံနောက်ဖက်မှလူစုကကစားကြ၏။ပြီးခဲ့သည့်ညကသူ့အတွေ့အကြုံကို့အတွေ့အကြုံကိုစက်ကြောင်းပြန်ကြသည်။ ိမ်ရှိအိမ်ကကူးကလာကစားတတ်သော အမမက်ခင်ခင်ကတော့ကြီးစရာ ပြုံးစရာဖြစ်ရများကိုတဲလာသေးသည်တို့အဖွားကြီးရဲ့ဖျားလို့လဲနေရသိရမလားအေးလူတွဲနဲ့ထားရတဲ့သူကမနေ့ကသူ့ဘာသာအိမ်ပေါ်ကဆင်းပြေးတယ်ကောတို့အဖွားလေးကတော့သူ့တက်တာတလုံးဟာမတည်ပါနဲ့ဆိုတာဘလို့တည်ဆင်းခဲ့မှန်းမသိဘူးဟုသူ့ဘာသာတဟားဟားရီမောနေပါသည်မမကလည်း အပြန်ကြတော့လူတွဲပြီးတက်ရတာလည်းပြောလိုက်အောင်အဖွားလေးဆိုတစ်တာတဲဘူးမပြောနဲ့လူလောင်ပြန်မတက်နိုင်ဘူးပဲဟုမခင်ခင်ဤမောင်လေးကဝင်ပြောပြီးသည်ပါကြီးအောင်လုံးခြံနောက်ကခြိုက်နေမှာတော့လာပုံးကြတဲ့သူတွေအများကြီးပဲတဲ့တိလားခလေးပစ္စည်းလေးတွေဆိုငိုလို့တဲ့မခင်ခင်ကထပ်ပြောသေးသည်ကိုကျမတို့မှာမျက်လုံးလေးအပြူသားနဲ့နားဆိုင်ထောင်နေကြရပါသည် တကယ်တော့ကျမတို့တွေသည်ဒီချက်ပို၍နားလည်ကြသူများမဟုတ်ပါဘဲအာလုံးကလေးအရွယ်များသာရှိသေးသည်မဟုတ်လားလူကြီးမိဘများကတူတူကြည်ကြည်ရှိလဲစိတ်ဝင်စားစရာမဟုတ်အချိန်တန်လျင် လူစုပြီးဆော့ကစားရသည်သာ နှစ်သက်ဖွယ်ရပဲဒီကြတဲ့တော့ကလေးများကစစ်တိုက်တန်းကစားလျင် လူကြီးများကညူဆူခြင်းသည်တခြားနေကစားကြပါလားဒီကလေးတွေဟာနမိတ်မရှိနမမရှိ အဖွားကပြောတတ်သည်ဒီစကားကိုတော့ကျမကတိတ်တဆိတ်ထောက်ခံလိုပေသည်နမိတ်ရှိခြင်းမရှိခြင်းကို နားလည်လှလို့တော့မဟုတ်စစ်တိုက်တိုင်းကသည်ပြေးတိုင်းလိုက်တိုင်းလို ထုတ်စီတိုးတန်းလိုကျမကျွမ်းဝင်သောကစားနည်းမဟုတ်လို့သာပင်ပြီးတော့ပါဇက်တနက်နှင့်တရားတတ်သူမဟုတ်လားနောက်တော့လေကျမသည်လူကြီးများအလိုကြငြိမ်စိတ်နေရသောကစားနည်းများကိုကို့ဘာသာကစားတတ်လာသည် ကိုနှင့်သဘောတူသောတငယ်ချင်းမလေးများနှင့်အယုတ်တန်းကစားကြသည်အဝိယုတ်လေးများကိုအစအမျိုးမျိုးစင်ကအချင်းချင်းစကားပြောရင်းအယုတ်လေးများကစကားပြောသည့်သဖွယ်ဇလန်းလုံကြသည်ဒီဘက်မှာတော့ကျမကကျွမ်းဝင်ပေသည်တို့ပဲမဲကျမတို့အယုတ်တန်းတွင်လဲလက်တလုံးအတွေ့အကြုံများကဝင်ပါဖြစ်အောင်ပါတတ်သေး၏ ဟေးနင်တို့အိမ်ရပုံချင်းမှာငါတို့ဒီညလာလို့ရမလားဟုအယုတ်ကလေးကမေးသည့်ဟန်ဖြင့်တငယ်ချင်းကမေးလျင်ကျမကလည်းအယုတ်ချင်းမျက်နှချင်းဆိုင်ကပြန်ဖြေရပါသည်အေးလာလို့ရတယ်ကောတို့အိမ်က ပုံချင်းကတိတ်မကျဲဘူးနော်နင်တို့ရရလားသာဆိုလေဟိုဘက်ခြံနောက်ကအောက်ဆိုင်မှာသွားပုံးကြမယ်နော်အဲ့ဒီမှာဆိုအများကြီးပုံးလို့ရတယ်တဲ့နင်းနေလိုက်ခဲ့ပါလားဟဲအေးအေးလိုက်မယ်ငါ့ကိုလောက်ခေါအောင်နော် အဖွားကမျက်စောင်းတခဲခဲရှိသည့်ကြားကပင်ဝရဏာမှာကျမတို့တွင်အယုံတန်းကစားတတ်ကြသည်။နမိတ်မရှိနမမရှိဟု သူပြောနေကြစကားနှင့်အဖွားဆိုပြီးဆိုလျင်တော့ကျမတို့မှာကုတ်ကုတ်ကလေးနှင့်ပင်ကစားနည်းကိုသိမ့်ရပါသည်။ ကစားတာတော့ပုံချင်းထဲကစားနေတယ်။သူဖြစ်ဟိုတညတုံနေတာနှစ်ပူလာကြနေတာပဲဟု အဖွားကငေါငန်းတက်သေးသည်။ကျမသည် အဖွားကိုနှုတ်လန်မထိုးရဲတော့လေစိတ်ထဲကတော့ပြန်ပြောချင်လှသည်မှာရူတူရွတာဖြစ်နေပါသည်။ကြည်နေနောက်တစ်ခါဆိုသမီးကြောက်မှာမဟုတ်ဘူး။ တကယ်တကယ်နောက်တစ်ခါဆိုသည်များကိုကြုံလာရချိန်၌ကျမသည်တကယ်ပင်တိတ်မကြောက်တတ်တော်ပြီအနှဲငယ်တုံရင်ချင်တော်လဲပထမတစ်ချိန်ငါလောက်မတုံခိုက်တော်ပြီကလေးများပင်ဖြစ်တော်လဲအတွေ့အကြုံသည်ကျမကိုတင် जा ခဲ့လေသလားမသိပုံချင်းများနဲ့ဘဲတို့ပင်ရင်းနှီးကျွမ်းဝင်လာရသည် ဖြစ်တော်လဲကျမတို့တို့သည်ចောင်းကိုလဲကောင်းစွာတတ်နိုင်ကြသည်ဤ ဆောင်မွေးများလည်းဖြီလိုက်ကြသည်၏။စာတင်နှစ်ဆချိန်၌မိဘများနှင့်ခွဲနေရသည်ဆိုတော့လေကောင်းစွာစော်ကစားရ၍လွမ်းစပွဲဟုပင်မမြင်တတ်သည်။ဒီလိုနှင့်တဖြည်းဖြည်းရက်များစွာဖြတ်တန်းခဲ့သည်။ကျမတို့အရွယ်ရောက်လာကြ၏။ဒီကြားထဲဖြစ်ပျက်များကိုတော့အသေးစိတ်ပြောမပြလိုတော့ပြီ။အတိတ်ပုံရိပ်တွင်မှမှရရဖြစ်ရသည်မှာတော့ကျမတို့ဆယ်ကျော်သက်ရွယ်တွင်ပုံချင်းများမလိုအပ်တော့ခြင်းပင်တည်။ဦးလေးက ပုံချင်းကိုမျက်နှာလွှဲခဲ့ပြီးညများ၌ကောင်းစွာအိပ်စက်နိုင်ကြပြီ ပုံချင်းသည်ကျမတို့ကစားရာအချင်းတစ်ခုဖြစ်လာခဲ့သည်မိချောင်းဖန်နှံကစားကြသည် အလဲကျသူတယောက်ကကျင်းနေစင်းကမိချောင်းလုံးရသည်ကြံသူများကကျင်းနှခမ်းတွင်ပတ်ပြေးနေကြရသည်မိချောင်းလက်နှင့်အပုတ်မခံရအောင်ရှောင်းရင်းကစကာနောက်ခါရှီတိုးကနောက်ဆုတ်ခါနေရသည် အပုတ်ခံရလျင်တော့ကိုယ်အလှေပေါ် ီကစားနည်းတွင်လဲပုံချင်းနဲ့အချိန်ချင်းဆင်း၍မိချောင်းလုံးရတတ်သည်ကို ကျမအမှတ်ရနေပါသည်အတူစော်ကစားခဲ့ကြသောကလေးတစ်တိုက်သည်ရှင်းစင်နောက်ဆင်လိုပင်အရွယ်ရောက်လာကြ၏ပြေးလွှာစော်ကစားရသည်ထက် စာဖတ်ရခြင်းကိုနှစ်ချိုက်လာကြ၏တချို့ကအပြူလူပြူစိတ်ဝင်မီ ကျမသည် ထိုစဉ်ကလေးကစာများကြပြများရေးရန်အတွင်းပုံရိပ်များစိတ်နှလုံးတွင်ခိုကက်စပြုပြီးဖြစ်ရာဘသူမှမရှိလဲခြံနောက်ဖက်တွင်တယောက်တည်းနေတတ်ခဲ့သည် လေပြင်းတော်မှထိုင်ငင်းနေတတ်သည်သတိတရရှိ၍ငဲ့ကြည့်မည်ဆိုလျင်တော့ပုံချင်းကိုမြေသားအတိအသွင်နှင့်သာ တွေ့ရတော့သည်ကိုလည်းပြန်တွေ့တိုင်းမှတ်မှတ်ရရရှိစေ ်ပုံချင်းသည်မူးရီစည်းနှင့်အတူပါလာတတ်သောမြေစည်းများ အမှိုက်များတိရွတ်ဝါရွက်ကြွေများနှင့်ပိတ်ဖုံးခဲ့ပြီးကျင်းတစ်ခုမဟုတ်တော့သည်ကိုပူပင်ရန်ကာလသည်လည်းအဝေးတွင်ကြံ့ရင်ခဲ့လေပြီစိမ့်မြသောဝါပင်ရိပ်နှင့် ကျမနီးကပ်လာသည်အစိမ့်နှင့်ရွှေဦးရောင်တို့လှပစွာရောဆက်သည်ကိုထင်ထင်ရှားရှားမြင်လာရသည် ဒီနှစ်ຫນွေဦး၌အိမ်ပြန်မီစီစဉ်ကလေးကဒီနေရာသို့ရောက်ပြအောင်သွားပါမည်စိတ်ကူးထားခဲ့သည်ခုတော့ကျမ၏စိတ်နှလုံးထဲဒီနှစ်ပိုင်းအတွင်းပြန်လည်နိုးထားခဲ့ရသောထိုနေရာသည်ရှေ့တွင်ရှိနေလေပြီဝယုံကလေးကိုကြွေးဝိုက်ခါကျမလျှောက်လာခဲ့သည်ဟောဟူမာ ကျမမြင်လိုက်ရသောမြင်ကွင်းသည်ကြိုတင်စိတ်ကူးပြီးသားမြင်ကွင်းပင်ဖြစ်တော်ညာခြေလမ်းများ ဖြုံးကနေရက်တက်မိအောင်ပင်လူကရိုင်လူလူဖြစ်သွားရသည်လွန်ခဲ့သောနှစ်များစွာကယဉ်နိခဲ့သောမြင်ကွင်းအလျားရှိသောနတ်ဆောက်သောပုံချင်းမာတကားကျမသည်မိနစ်ပိုင်းများကြာအောင်ပင်ပုံချင်းကိုငေးနေခဲ့သည်ကျင်းထဲတွင်ဝါရွက်ကြွေများ ပုံလျက်ရှိသည်ကျင်းနေရန်တွင်မျက်ပင်ကလေးများကပ်ပေါက်လျက် မြေလေကားကြင်လေးများသည်ဆင်းလာလက်တန်သောခြေထောက်များကို မျောလင့်နေသည်နှင့်အော်နုနုကဒီရောက်နေတာ哦ထင်သာပဲဦးလေးဤစကားတန်ကိုကြားရတော့ကျမလှဲ့ကြည့်လိုက်ပါသည်သူခဏတွင်ကျမသည်ရီရမီလာငိုရမီလာမတိကြသော ခံစားချက်နှင့်ဦးလေးကိုအငေးသားကြည့်နေမိ၏ဦးလေးသည်ကျမတို့ငယ်စဉ်ကတွေ့မြင်နေကြလိုပင် ပုံချင်းရှင်းလင်းရန်ကရိယာအပြည့်အစုံနှင့်မှာပဲ ဦးလေးဤသဘင်များဖြူလာခြင်းဇရာဤအကြီးအကျောင်းများထင်လာခြင်းကလွဲ၍အတိတ်သည်ကျမရှိတွင် တကြောပြန်ကိုထင်ပြသည်သို့ပင်ပုံစံတွေကတုံးနေရပြီမို့လားလင်းကျော်ရဲ့တုံးရရတော့မဟုတ်ဘူးဟေးဒါပေမဲ့လို့လိုရမယ်ရပေါ့ကွယ်ပြင်ထားတာမမှားပဲကောနော်ဦးလေးကရီရီမောမောဆိုပါသည်လိုက်ပါရှိမောရန် ကျမနှုတ်ဆွနေစင်မှာပဲဦးလေးကပုံကျင်းနေဝင်ကရှင်လင်းစာပြူသည် ကျမသည်ဦးလေးဤနောက်ကျောပြင်ကိုပင်စိတ်မှတ်မဲ့ငေးနေမိစေတွေးနေမိစေကျမဤဝမ်းဝဲအကိုများအမများတငယ်ချင်းများဤရှင်သွေးငယ်တို့သည်ဟောဒီလိုပုံချင်းများတဲ့ကျမတို့လိုပင်ဆင်းသက်ရအောင်မီလားများမကြမီဟုမျောလင်းရသောတစ်ချိန်၌ပုံချင်းသည်တုံးရံမလို့ရော၍ကလေးတို့၏ကစားခြင်းဖြစ်သွားလိမ့်မည်လား ထူအခိုက်ဟီးကနေအော်တန်ကြားလျင်ကျမသည်ကလေးတစ်တိုက်ခြံနောက်ဖက်သို့ရောက်လာကြပြီဟု သိလိုက်ပါသည်။နောက်ကျောဖက်သို့လှည့်ကြည့်လျင်ကလေးတို့သည် အပြစ်ကင်းစွာ အပူပင်ကင်းစွာရီရီမောမောပြေးလာကြသည်ကိုမြင်ရသည်။သူတို့သည်ကျမငင်းနေစမှာပင်လူခွဲကြ၏။ခေါင်းဆောင်နှစ်ယောက်ရွေးဟန်ကိုမြင်ရသည်။တပည့်များဤနောက်ွယ်မှာနေရယူလိုက်ကြသည်။ သူတို့တယောက်နဲ့တယောက်ချောင်းမြောင်းနေချိန်တွင်တော့ကျမသည်ဝါးပင်စုကိုကြောခိုင်းခဲ့ပြီ။